မင်္ဂလာပါရှင်2025ခုနှစ်မတ်လ10ရက်နေ့ရနေ့လည်ခင်းသတင်းတွေကိုတင်ဆက်ပေးပါရောင်းမယ်ကျမစူစီပါကမ်ဘလူးမှာဆစ်ရှုံးကောင်စီစစ်ကြောင်းတိုက်ခိုက်ခံရကပြူစောထီတအူးသေးဆုံးပြီးတနက်လေးလက်တင်းစီရရှိမိပါရရှင်ရွေးကောက်ပွဲကိုအားလုံးပူပေါင်းဖို့စစ်ကောင်းဆောင်မင်းအောင်လှိုင်ကပြောလာပြန်ပါတယ် ုတ်တွင်းကစစ်ကောင်စီတပ်ကင်းစခန်းတစ်ခုတိုက်ခိုက်ခံရပြီး9ဦးသေဆုံးပြီးတနက်6လက်သိမ်းဆည်းရရှိပါတယ်။အကြမ်းဖက်စစ်ရှုံးကောင်စီရဲ့တပ်ဖြတ်မှုကြောင့်ရေစကြိုဒေတာခန်12ဦးသေဆုံးသွားပါတယ်။နမဲကျော်ရခိုင်လုပ်ငန်းရှင်ဦးကျောက်တောင်ရဲ့တောင်ကုန်းနဲ့မောင်တော်မပိုင်ဆိုင်မှုတွေကို ULAAA ထိပေးလိုက်ပါပြီ။ PDF တွေကိုစိန်ခေါ်တဲ့နှစ်ထမင်းကျေးရွာယာအိမ်မှုတနက်နဲ့ပြစ်ခတ်ခံရပြီးတည်ဆုံသွားပါပြီ။ဒီသတင်းတွေနဲ့အတူဒီကနေ့နေ့လည်းခင်ရဲနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးသွားမှာပါရှင်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့သခိုင်းတိုင်းကံဘလူမြို့နယ်အတွင်းစစ်ကောင်စီထောက်ပို့စစ်တောင်းကိုမတ်လ9ရက်နေ့မှာဂျားဖြတ်တိုက်ခတ်ရာစစ်ကောင်စီဘမပြူစောထီးတအူးတည်ဆုံပြီးတနက်လေးလက်တင်းစီရရှိခဲ့တယ်လို့သိရပါဗျ။ ကံဘလူမျိုးနဲ့စပယ်နဲ့သာရွာအနောက်ဖက်နမိုင်ပေါက်မှာထောက်ပို့စစ်ကြောင်းကိုဖျက်ကြောက်ရေးလှုံ့ဆော်နေစဉ်နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာလို့ထုတ်ပြန်ထားတာပါအဲ့ဒီတိုက်ခိုက်မှုကို စုဖွဲ့မှုစစ်ကြောင်းတုံးနဲ့ KBL ကံဘလူပြည်သူကာကွယ်တပ်တရင်တုံးတို့ပူပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့သိရပါရဲ့ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရွေးကောက်ပွဲကိုအားလုံးပူပေါင်းဆောင်ရွက်ဖို့စစ်ကောင်ဆောင်မင်းအောင်လှိုင်ကပြောလာပါဗျ။ဒီသတင်းနဲ့ဆက်ချင်ပါတယ်။ ရုရှားနိုင်ငံခရီးစဉ်ကနေမြန်မာနိုင်ငံကိုပြန်လာတဲ့လေယာဉ်ပေါ်မှာခရီးစဉ်အတွင်လိုက်ပါလာတဲ့မီဒီယာတွေနဲ့မတ်လ9ရက်နေ့ကတွေ့ဆုံချိန်ပြည်သူတွေအနေနဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုလိုချင်ရင်ပူးပေါင်းဆောင်ရွက်ဖို့လိုကြောင်းစစ်ကောင်ဆောင်မြောင်းလိုက်က ပြောလာပါတယ်။စစ်ကောင်စီခေါင်းဆောင်ဗိုလ်ချုပ်မူဂျီမြောင်းလိုက်ဟာရုရှားနိုင်ငံနဲ့ဘီလာရုစ်နိုင်ငံတွေကိုမတ်လ9ရက်နေ့ကနေ9ရက်နေ့အထိတပတ်ကြာတွားရောက်ခဲ့တာပဲဖြစ်ပါတယ်။ အဲ့ဒီခီးစဉ်အတွင်းရုရှားသမ္မတဗလာဒီမာပူတင်နဲ့ဘီလာရုသမ္မတလူကာရှန်ကိုတို့နဲ့တွေ့ဆုံခဲ့ပြီးမြန်မာနိုင်ငံမှာရွေးကောက်ပွဲကျင်းပမဲ့အခြေအနေတွေကိုပြောပြခဲ့တာဖြစ်ပါတယ်မြန်မာနိုင်ငံမှာကျင်းပမဲ့ရွေးကောက်ပွဲကိုရုရှားနဲ့ဘီလာရုစ်နိုင်ငံတွေကလည်းကိုယ်စားလှယ်တွေလွှတ်ပြီးစောင့်ကြည့်လေလာမယ်လို့ပြောဆိုလိုက်ကြောင်းလဲစစ်ကောင်းဆောင်ကပြောပါတယ် နောက်ထပ်သတင်းတပုတ်အနေနဲ့မကွေးတိုင်းရေစကြိုမြို့နယ်ရေလေကျွန်းဒေသကမြေစွန်းတော်ရွာကိုစစ်ကောင်စီတပ်ကဝင်ရောက်စီးနှင်ပြီးဒေသခံတွေကိုတပ်ဖြတ်သွားတာကြောင့်တေဆုံးသူ12ဦးအထိရှိနေပြီလို့ရေစကြိုထောင်ရှိ info committee အဖွဲ့ကမတ်လ9ရက်နေ့ကသတင်းထုတ်ပြန်ထားပါတယ်ပခုတ်ကူအခြေဆိုင်အမှတ်101ချေမြန်တက်မှဌာနချုပ်နဲ့ရေစကြိုမြို့နယ်ကချေမြန်တက်ရင်တွေဖြစ်တဲ့ ်ခမာယာ196ခမာယာ159ခမာယာ158တရင်ကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကမြေစွန်းတော်ရွာတဲ့ကိုမတ်လ2ရက်3ရက်နေ့နဲ့4ရက်နေ့တွေမှာ3ရက်ဆက်တိုက်စစ်ကြောင်းထိုးပြီးဒေသခံတွေကိုတပ်ဖြတ်သွားတဲ့အပြင်နေအိမ်တွေကိုမီးရှို့ဖျက်ဆီးခဲ့ကြတာပါမတ်လ9ရက်နေ့ကဒေသခံတွေရွာရင်းပြန်လည်ဝင်ရောက်ခဲ့ပြီးမြေစွန်းတော်ရွာကအရက်သား၅ဦးရဲ့ရုပ်အလောင်းတွေကိုကနအူးတွေ့ရှိခဲ့တာဖြစ်ပါတယ် တပ်ဖြတ်ခံခဲ့ရသူဒေသခံရုတ်အလောင်း6ခုကိုထပ်မံတွေးရှိခဲ့ရာကြောင့်တင်ဆောင်သူ17ဦးအထိရှိလာတာဖြစ်ကြောင်းမတ်လ9ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။မြေဆွန်တော်ရွာကဒေသခံသက်ကြီးရဲအိုတွေတပ်ဖြတ်ခံခဲ့ရတာလို့ရေစကြိုထောင်းရှိ info committee တာဝန်ရှိသူတို့ကပြောပါတယ်။ရေလက်ကျွန်းဆိုအာနာသိမိကရက်ကစစ်ကြောင်းအတင်းကြီးထိုးနေတာရွာအများစုက ကိုကြေးရွာကာကွယ်ဖို့တပ်ဖွဲ့တွေနဲ့တည်ငြိမ်အေးချမ်းဖို့ဆောင်ရွက်နေကြရတာပါ။ မြေစွန်းတော်လူတက်မှုကတော့အပြစ်မဲ့ပြည်သူတွေတက်ကြီးရွယ်အိုတွေပါအတော်ကိုရွရွမမရဲရဲဆက်ဆက်လှုပ်သွားတာပါလို့သူကပြောပါတယ်တပြက်ခံရသူ71ဦးရဲ့အသက်နဲ့အမည်စရေးတွေကိုလည်းထုတ်ပြန်ထားပြီးအသက်60ကျော်အရွယ်1ဦးနဲ့အသက်60အောက်3ဦးတေဆုံးခဲ့တာပဲဖြစ်ပါတယ် စစ်ကောင်စီရဲ့စစ်ကြောင်းထိုးမီရှိုးတာကြောင့်မြေစွန်းတော်ရွာအပါအဝင်ဇယက်နီနဲ့တာကောင်ရွာတွေဟာရွာလုံးကျွတ်နီးပါးမီရှိုးဖျက်ဆီးခံရပြီးနေအိမ်600နီးပါးပျက်စီးသွားတဲ့အပြင်ဒေသခံ1000ကျော်ဟာလည်းဘေးလွယာကိုထွက်ပြေးတိမ်းရှောင်နေရပါတယ်ရှင်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ပဲခူးတိုင်းအုပ်တွင်းမြို့နယ်ကြောက်တိုင်ကျေးရွာရန်ကုန်မန္တလေးကာလအနီကစစ်ကောင်စီကင်းစခန်းတစ်ခုတိုက်ခိုက်ခံရပြီး၅ဦးသေဆုံးကတနက်6လက်သိစီရမိတယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်စင်ရေးနယ်မြေနှစ်ဖြူဟာ23တိုက်ရင်3500နှစ်ပြန်ကြားရေးတာဝန်ခံထံကသိရပါရရှင်။ စကောင်စီတပ်ဖွဲ့ဝင်အင်အား10ဦးကျော်ခန့်သာရှိနေတဲ့ကင်းစကန်ကိုမတ်လ10ရက်နေ့မနက်6:30မိနစ်ခန့်မှာဒေသကာကွယ်ပူးပေါင်းတပ်တွေဘက်ကဝင်ရောက်တိုက်ခိုက်ခဲ့ပြီးမနက်6:00ခန့်မှာတိုက်ပွဲပြီးဆုံးခဲ့တယ်လို့ဆိုပါတယ်။အပေါ်က drone ကျဲပြီးမှအောက်ကမြေပြင်ကဝင်လုံးတာသူတို့ကအဲ့ဒီကြောက်တိုင်မှာရှေ့ပိုင်လာလာထုတ်တဲ့ပုံစံမျိုးကျွဲပွဲကနေထွက်လာပြီးအဲ့မှာလာလာထိုင်တာလို့ပြည်သူကာကွယ်တပ်မတော်စစ်စင်ရေးနေမြေနှစ်ဘျူဟာ23 တိုက်ရင်3500နှစ်ပြန်ကြားရေးတာဝန်ခံကပြောပါရယ်တိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်က9ဦးသေဆုံးပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကန်ဆောင်တဲ့တနက်6လက်တင်းစီရာမီခဲကအုတ်တွင်းမျိုးနဲ့ပကဖအဖွဲ့ဝင်2ဦးသေဆုံးခဲ့ပါရယ်အဆိုပါတိုက်ပွဲကိုပြည်သူ့ကာကွယ်တပ်မတော်စစ်စင်ရေးနယ်မြေနှင့်ပြူဟာ23တပ်ရင်3500နှစ်အုတ်တွင်ပကဖတိုက်ခိုက်ရေးတပ်ဖွဲ့တို့ပူးပေါင်းဖော်ဆောင်ခဲ့ပြီးနှစ်ဖက်စစ်ရေးအခြေအနေတင်းမာနေစေလို့တီးရပါတယ်။ ပြီးခဲ့တဲ့နေ့ဖေဗရူလာ၁ရက်နေ့ကလည်းအုတ်တွင်းမြို့နယ်ညောင်ချေတော့ရဲစခန်းကိုတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တွေဘက်က drone နဲ့ဘုံတိချတိုက်ခိုက်ခဲ့ရာရဲ၃ဦးဒဏ်ရာရခဲ့သေးတယ်လို့သိရပါရရှင်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စစ်ကောင်စီနဲ့နှီးစပ်တဲ့ရခိုင်ပြည်နယ်ကနမကြီးတထက်ဦးကျောက်တောင်ပိုင်ဆိုင်နဲ့တောင်ကုန်းနဲ့မောင်တော်မြို့ကလုပ်ငန်းတွေကိုရခိုင်အမျိုးသားအဖွဲ့ချုပ် ULAA ဦးဆောင်တဲ့ရခိုင်ပြည်သူအစိုးရကယခုမတ်လဇန်းမှာချိတ်ပိတ်တင်စီလိုက်တယ်လို့သိရပါတယ်ရှင်။ ဦးကျောက်တောင်ဟာနေလာတစ္ဆာထာဝရအောင်မြင်စားတဲ့ကုမ္ပဏီတွေထောင်ထားပြီးရခိုင်ပြည်နယ်ကဌာနဆိုင်ရာဆောက်လုပ်ရေးလုပ်ငန်းတွေလန်ဒတာရီတိဆောက်ရေးမှာခေအဆက်ဆက်လက်ဝက်ကြီးအုပ်ခဲ့သူဖြစ်တယ်လို့ရခိုင်တိုင်းရင်းသားအချို့ကပြောပါတယ်။ 2021ခုနှစ်စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းလူထုတော်လှန်ရေးတိုက်ပွဲတွေအကြောင်းကိုတိုက်ရိုက်ဝေဖန်ပြောကြားခြင်းမရှိပေမဲ့တိုင်းပြည်တိုးတက်ရေးငြိမ်းချမ်းမှု အရေးကြီးကြောင်းတိုက်ပွဲတွေဖြစ်နေရင်နိုင်ငံမတိုးတက်ဘူးလို့စစ်ကောင်စီဝါရဖြန့်ချီရေးမီဒီယာတွေမှာပြောကြားခဲ့ပါတယ်။ နောက်ထပ်သတင်းတပုတ်အနေနဲ့ပဲခူးတိုင်းတာယာဝတီခရိုင်မင်းလားမြို့နယ်တမ်းမင်ကုန်းအုပ်စုနှစ်ထမင်းကျေးရွာယာအိမ်မူးတနက်ပစ်ခတ်ခံရပြီးတည်ဆုံခဲ့တယ်လို့တာယာဝတီခရိုင်တရင်3802တက်ခွဲနှစ်စီကတည်ရပါတယ်တည်ဆုံသူဟာနှစ်ထမင်းကျေးရွာယာအိမ်မူးအသက်45နှစ်ဝန်းကျင် အငယ်လေးခေါ်တနိုင်ဆိုးဖြစ်ပြီးမတ်လ10ရက်နေ့နေ့လယ်7:45မိနစ်ဝန်းကျင်မှာ၎င်းရဲ့နေအိမ်အတွင်ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ဆိုပါတယ် နတ်သမီးရွာကယာအိမ်မှုအငယ်လေးအိမ်ထဲမှာထိုင်နေတဲ့အချိန်ကျွန်တော်တို့ပူပေါင်းရဲဘော်တွေနဲ့အိမ်ထဲဝင်ပြီးခေါင်းတက်တက်ကြည်သုံးချက်ပစ်တာဝယ်ခြင်းပြီးတည်သွားပါတယ်။ကျွန်တော်တို့လည်းစစ်ကိတ်တော်တော်များများကိုဖျက်ပြီးရှင်းလင်းခဲ့ရတာလို့တာယာဝတီခရိုင်တက်ရင်3800နှစ်တက်ခွဲနှစ်တာဝန်ရှိသူတဦးကပြောပါတယ်။ ရိုင်မှုအငယ်လေးခေါ်တနိုင်ဆိုဟာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ပေါင်းပြီးဒေသခံတွေစီကစစ်မှုထမ်းကြီးကောက်ခံတာတွေစစ်မှုထမ်းကြီးမပေးတဲ့သူတွေကိုစစ်တပ်ခေါ်ကဖမ်းခိုင်းတာတွေလုပ်တဲ့အပြင် PDF တွေကိုစိန်ခေါ်နေတဲ့သူဖြစ်တယ်လို့ဆိုပါတယ်ရိုင်မှုကိုပြစ်ခတ်ပေးတာနဲ့တော်လင်ရေးတပ်ဖွဲ့တွေပြန်လည်ဆုတ်ခွာလာတာကြောင့်နောက်ဆက်တွဲအခြေအနေတွေကို မသိရသေးဘူးလို့တရားဝတိခရိုင်တက်ရင်3800နှစ်တက်ခွဲနှစ်တာဝန်ရှိသူတဦးကစက်ပြောပါတယ် စ်ခတ်မှုကိုတရားဝရီခရိုင်တက်ရင်3800နှစ်တက်ခွဲနှစ်နဲ့မင်းလာမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာပဲဖြစ်ပါတယ်မတ်လ၄ရက်နေ့ကလည်းမင်းလာမြို့နယ်ဥရောကញ្ញပင်အုပ်စုဥရောမြမာစုရွာနယ်ပြူစောတိခင်မဝင်းကိုတာကလေးရွာရန်ကုန်ပြည်လန်းပေးရှိဇရက်မှထိုင်နေစဉ်တရားဝတီခရိုင်တက်ရင်3800နှစ်တက်ခွဲနှစ်ကပြစ်ခတ်ခဲ့တာကြောင့်တည်ဆုံးခဲ့တယ်လို့သိရပါတယ်ရှင် နောက်ဆုံးသတင်းတပုတ်အနေနဲ့သကိုင်းတိုင်းမိုးရွာမြို့မှာအကြမ်းဖက်ဆစ်ရှုံးကောက်စီတပ်ကပေါ်တာဆွဲဖမ်းဆီးတာကိုခံခဲ့ရပြီးခလာရ1596တပ်ရင်းကစစ်မှုထမ်းတပ်သားတစ်တဦးအလင်းဝင်ရောက်ခဲ့ကြောင်းဒေသတွင်သတင်းရင်းမြစ်တွေကပြောပါရယ်မရှလာရှိရနေရေစကြိုမြို့နယ်ခလာရ1596တပ်ရင်းမှာတာဝန်ထမ်းဆောင်နေတဲ့စစ်မှုထမ်းတပ်သားတစ်တဦးဟာပခုတ်ကူခရိုင်ပကဖကိုချိတ်ဆက်ပြီးအလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ပါရယ် အလင်းဝင်ရောက်လာတဲ့စစ်မှုထမ်းတပ်သားတွေဟာ2024ခုနှစ်နိုဝင်ဘာလ9ရက်နေ့ကအလုံးမပြန်လာစဉ်မုံရွာမြို့ပေါ်မှာအကြမ်းဖက်စစ်ကောင်စီတပ်သားတွေရဲ့ပေါ်တာဆွဲခြင်းခံခဲ့ရတယ်လို့ဆိုပါတယ်စစ်မှုထမ်းတပ်သားတွေကမုံရွာမြို့နယ်ကပါတနက်မပါလာဘူးအပတ်စဉ်၈ကပါမုံမတင်တန်းတက်ရင်နဲ့ထွက်ပြေးခြင်းလို့ဆိုပြီးချိန်လာလို့ကဲထုတ်ခဲ့ရတာပါသူက2024ခုနှစ်နိုဝင်ဘာလ9ရက်နေ့ကမုံရွာမြို့ပေါ်မှာပေါ်တာဆွဲဖမ်းဆီးခံခဲ့ရတာပါ။ သူကစစ်တင်နှန်းကိုအရာခံတဲ့အကြက်ကြီးတင်နှန်းကြောင့်ဘထူးတင်နှန်းမှာနလခွဲတက်ရောက်ခဲ့တယ်လို့သိရပါဗျ။သူကတော့ PDF တက်ရင်တခုတည်းဝင်ပြီးစစ်ကောင်စီကိုပြန်လဲတိုက်ခိုက်သွားမယ်ပြောပါဗျ။ပခုတ်ကူခိုင်ပကဖာနဲ့ချိတ်ဆက်ပြီးကဲထုတ်ခဲ့တာပါလို့ဒေတာရင်းသတင်းရင်းမြစ်ကပြောပါဗျ။ အလင်းဝင်လာတဲ့စစ်မှုထမ်းတပ်သားတစ်ကိုတော်လိုင်းရေးတပ်ဖွဲ့တွေကဆက်လက်ထိန်းသိမ်းထားပြီးကောင်းမွန်စွာစောင့်ရှောက်ထားကြောင်းနောက်ထပ်အလင်းဝင်လာမဲ့စစ်ရှုံးကောင်စီတပ်သားတွေကိုနွနွေထွေထွေကြိုဆိုသွားမှာဖြစ်ကြောင်းပခုတ်ကူခိုင်ပကဖကအတိပေးနှိုးဆော်ထားပါတယ်ရှင်မရှလာဆယ်ရနေ့ရဲ့နေ့လယ်ခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါရဲ့ရှင်ပြည်သူများအားလုံးစိတ်ရောကိုယ်ပါကျန်းမာချမ်းသာပြီးဆီယနာရှင်စနစ်စိုးလအောင်မှအမြန်ဆုံးလွတ်မြောက်ကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ရပါရဲ့ရှင် နောက်ထပ်ထူးခြားတဲ့သတင်းတွေနဲ့ပြန်လည်တွေ့ဆုံပါမယ်ရှင် ်ချင်းနဲ့အနာဂတ်ဖြစ်သည်စီစိတ်ကြဆွမ်းအားတူမီချိုးစားပြတ်တော်မီဖေရဒီတော်စုအတွက်အသက်သွေးပေးဆက်မီကောင်းလေးကိုစီချဲရွက်ချမီစာနာကူညီပေးမှာထောက်ရလက်တွေ့မီရဲ့ရင်တွေ့တော်ပြီပြီတက်တီတဲ့စာကြီးရန်သူအာနာယူမြချေမုံမြခင်မီမြန်ပညာနဲ့ဆွဲချက် တီဒီလူလူတို့အပေါင်းပြီးစံတာပြရည်မြင်နိုင်ငံတော်ကိုသူစစ်ချင်မြင် Yeah. ကခင်ပစ္စည်းစိတ်တဆွဲအတူညီကြိုးစားပြတ်ကြော်မီဖယ်ရပြီးတော့စုအတွက်အသက်သွေးပေးစမီတာဝန်ကိုစီထဲရွေးချမီစာရာကူညီပေးမထာဝရလက်တွေ့ညီရဲ့ရဲ့သွေးတော့ပြီးပြီးတက်တိသစာညီရှန်ဒူအနာယူမြခြေမုံညစ်ချင်ညီမြန်ချင်ညာနဲ့ဆွဲပြတ်ချင်ညီ

စတေဂျာကတိပြုသစ္စာတီဒီလူလူဘောင်းဒီစံသာပြရမည်နိုင်ငံတော်ကိုသူစစ်ချမည်